ရှေကွန်ချဒုံးကျင်ကောက်ကွေးစနစ်နဲ့ချိတ်ဆက်နိုင်တဲ့ရေဒါကိုအမေရိကန်ကဆန်းသတ်နေတယ်လို့သိရပါတယ်။ပင်တကွာရုရှားသမို့တရုတ်တို့ထံမှဒုံးကျင်ချင်းချောက်မှုကိုထောက်လန်းနိုင်တဲ့တာဝေးသုံးရေဒါတစ်ခုကိုအလက်စကာမှာအောင်မြင်စွာဆန်းသတ်ခဲ့ပြီးနောက်မှာတော့ရှေကွန်ချဒုံးကျင်ကောက်ကွေးစနစ်အတွက်အယုံခံကြိယာဖြစ်အသုံးပြုနိုင်မယ်လို့သိရပါတယ်။ဒီစနစ်ဟာဒုံးကျင်ပြင်မှတ်အချက်လက်တွေကိုအောင်မြင်စွာရယူနိုင်ပြီးခြေအားခံတည်င်းပို့နိုင်တယ်လို့ပင်တကွာကပြောပါတယ်။ ဒါဟာအမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေကိုပယ်ထိန်တုံးကြီးအန်ဒီယံမှာကာကွယ်ဖို့ရည်ရွယ်ပြီးအမေရိကန်ဒေါ်လာ185ဘီလီယံတန်ဖိုးရှိရွှေကွန်ချာဒုံးကာကွယ်စနစ်အစီအစဉ်အတွက်အထောက်အကူပြုမဲ့ဒီကလုပ်ငန်းဖြစ်ပါတယ်။အလက်စကာမှာရှိတဲ့အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့တာဝေးသုံးရေဒါကိုလက်ရှိ Ground Based Mid Coast Defense ဒုံးကြီးကာကွယ်စနစ်ရဲ့တစ်စီတစ်ပိုင်းဖြစ်လော်ဟီမာတင်မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ဒီစနစ်ဟာအီရန်သို့မဟုတ်မြောက်ကိုရီးယားကပြစ်လွတ်မဲ့ ဒုံးကျင်တွေကိုကြားဖြတ်ဖြတ်စီဖို့လက်ရှိအသင့်အနေထားရှိတဲ့အလာစကာနဲ့ကယ်ဖိုးနီးယားခြေဆိုင်ဒုံးကျင်ကာကွယ်စနစ်တွေထိရောက်မှုကိုတိုးမြှင့်ဖို့ရည်ရွယ်ပါတယ်။အမေရိကန်ဒုံးကျည်ကာကွယ်ရေးအေဂျင်စီ MDA ဟာ American Space Force နဲ့ Northern Command နဲ့အတူတနင်္လာနေ့က Alaska ပြည်နယ် Clear Space Force Station မှာလေကြောင်းပြန်သံရေးစမ်းသပ်မှုလုပ်ခဲ့ပါတယ်။အဲ့ဒီစမ်းသပ်မှုမှာပြောရမယ်ဆိုရင်တော့ American ဒုံးကျည်ကာကွယ်ရေးအေဂျင်စီကဖန်တီးထားတဲ့ပြည်မှတ်တစ်ခုကို မြောက်ပစိဖိတ်သမုဒ္ဒရာပေါ်မှာလေကြောင်းကပြစ်လွတ်ခဲ့ပြီးလက်စကာတောင်ဘက်ကယုန်နယ်မှာကီလိုမီတာ2000ကျော်ပြန့်နှံ့ခဲ့ရမှာခြေရာခံနိုင်ခဲ့ပါတယ်။ရွှေကွန်ချာဒုံးကျည်ကောက်ဝဲစနစ်ဟာဝင်လာမဲ့ဒုံးကျည်တွေကိုထောင်လန်းဖို့ခြေရာခံမှုနဲ့ကြားဖြတ်ဖြတ်စီဖို့ဂျိုဒုကွန်ရဲတစ်ခုဖန်တီးဖို့ရည်ရွယ်ပါတယ်။အစ္စရေးအိုင်ယွန်ဒုံစနစ်မှာစိတ်ကူးရယူထားတဲ့ရွှေကွန်ချာဒုံးကြီးကောက်ွယ်ရေးစနစ်အစီအစဉ်ဟာခံမှန်းကုန်ကြစေကြောင်းနိုင်ငံရေးစီစဉ်မှုနဲ့ရမုံငွေမသေးချာမှုတွေနဲ့ရင်ဆိုင်နေရပါတယ် အဲ့ဒီဒုံကြီးကောက်ဝေးစင်ကို2029ဇန်နဝါရီမှာလုပ်ငန်းစတင်နိုင်မယ်လို့မှတ်ထားပေမဲ့အချိန်စရာနဲ့ဘတ်ဂျက်ဖြစ်နိုင်ခြေကိုကြွညင့်သူတွေကမေးခွန်းထုတ်နေကြပါတယ်။ရုရှားဘက်ကလည်းအပြန်အလှန်ဆိုသလိုနောက်ဆုံးပေါ်တာလက်ပစ်ပယ်ထင်းဒုံကြီးများပြားထုတ်လုပ်နေတယ်လို့သမရပူတင်ကပြောပါတယ်။ဒီဒုံကြီးတွေကတိုက်ခိုက်ရင်မှာအလွန်ကောင်းမွန်ကြောင်းပြသခဲ့တယ်။ original တာလက်ပစ်ဒုံကြီးစနစ်ဖြစ်တယ်လို့ဘူတင်နဲ့စစ်ပွဲမှာပူတင်ကဆိုပါတယ်။ဒီဒုံကြီးတွေကိုရုရှားဟာယူကရိန်းရှေ့ပိုင်း ဒီနီပရိုမျိုးကိုတိုက်ခတ်ရမှာစတုံးခဲ့ပါတယ်ယူကရိန်းထောက်လှမ်းရေးခွဲချမ်းစိတ်ဖြာမှုအရာဒုံးကြီးရဲ့အမြင့်ဆုံးအမြန်တော်မှာတနအီကီလိုမီတာ1300ကျော်ထိပြန်တန်းနိုင်ပြီးအစုလိုက်ပြုံလိုက်ထုတ်လုပ်ပြီးတုံးပြမှုမြင့်တက်လာပါကယူကရိန်းလီကျောင်းရဲ့ကာကွယ်စနစ်တွေရပ်တည်ပေါ်မှာခက်ခဲပြီးထိခိုက်ပျက်စီးမှုများလာနိုင်တယ်လို့အကဲခတ်တွေကဆိုပါတယ် Original ဒုံးကြီးထုတ်လုပ်မှုမှာပေါင်ဝင်ပတ်သက်တဲ့လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကိုဖိအားပေးပြီးကျယ်ပြန့်တဲ့အရေးယူပိတ်ဆို့မှုတွေချမှတ်ဖို့ ယူကရိန်းသမ္မတဇီလင်စကီကတောင်းဆိုထားပါတယ်။လက်ရှိမှာတော့ရုရှားဟာယူကရိန်းရှေ့မြောက်ပိုင်းစတမီဒေတာမှာထိုးစစ်အရှိန်မြင့်နေပါတယ်။ပြီးခဲ့တဲ့ညကရုရှားဘက်ကညာလုံးပေါက်တိုက်ခိုက်မှုကြောင့်ယူကရိန်းဘက်ကထိခိုက်ဒေဆုံးမှုတွေရှိခဲ့ပါတယ်။ဒါအပြင်ယူကရိန်းရှေ့တောင်ပိုင်းဒနီပရိုဒေတာမှာလည်းရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူ18ဦးသေပြီးတရားကြောဒဏ်ရာရခဲ့တယ်လို့ယူကရိန်းတောင်ဝင်ရှိသူတွေကပြောပါတယ်။နေတိုးစည်းဝေးတပ်ဖို့နယ်သာလန်ကိုဇီလန်စကီရောက်နေခြင်းရုရှားဟာယူကရိန်းကိုနေကင်ဘက်မှာရှက်ရှက်ပပတိုက်ခိုက်ခဲ့တာပါ။ ယူကရိန်းကာကွယ်ရေးဆိုင်ရာနေရာတွေနဲ့ရုရှားပေါ်နောက်ထပ်တန်ခတ်ပိတ်ဆို့မှုတွေကိုဆွေးနွေးဖို့ယူကရိန်းသမ္မတဇီလင်စကီးဟာနေတိုးထိပ်သည့်ဆွေးနွေးပွဲပြင်ပမှာအမေရိကန်သမ္မတထရန့်နဲ့တွေ့ဆုံခဲ့တယ်လို့လည်းသိရပါဗျ။